ဒီနေ့လူကန်ထွက်ခြင်းအကြောင်းအရာကြောင့်ဒါညီမတို့နေပြီးတော့ဒါပြင်မနာပျော်ဖွယ်ရနေပြန်လာပြီးရဲ့နောက်မှာဒါအင်းလေးမှာပေါ့နော်ပြန်တဲ့ထူထောင်ရေးမှာလူရမ်းမှုအတွက်ကိုအစုခံရခြင်းဖြစ်ပါတယ်။တဘာဝဘေးရနေပေါ့နော်ကကြီးသုံးပါးဆိုတာကဒါဘယ်သူမဆိုပါသွားနိုင်နေဒါဒါသူတို့မိသားစုဝင်တွေပါသွားလို့ပေါ့နော်ကိုမိသားစုဝင်ပါသွားမှာမဟုတ်ဘူးဆိုမဲ့လည်းဒါညီမတို့အနေနဲ့ကဒါကိုနဲ့မဆိုင်တယ်လို့မျိုးအေးအေးဆေးဆေးနေလို့မရအောင်လीနော်ဒါကိုမိသားစုဝင် ။အော်ငါမိသားသူတို့နေရာမှာဒါငါမိသားစုဝင်တာဖြစ်ခဲ့ရင်ဆိုရင်ရောဆိုရဲစိတ်နဲ့ဒါညီမတို့ထပ်ထထမြားဒါညီမတို့ခံစားပေးခဲ့ပါတယ်ရှင်။အော်အပေးစကားလေးပြောပေးခဲ့တယ်။အင်းလေးတို့ င်း5ရက်လောက်နေတော့သွားဖို့ဆုံးဖြတ်ထားပါအရှင်ဒါညီမတို့ဒီအလှခံတဲ့ပတ်စံပြည့်ရင်ပြည့်တလောက်ပေါ့နော်ဟုတ်ဒါအင်းလေးဒေသမှာရှိရတဲ့သူတွေပေါ့နော်ညီမတို့ဒီ5ရက်အတွင်းအများဆုံးရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုစိတ်ကြမကြပါနဲ့ဒါပေါ့နော်ညီမတို့နဲ့အကိုတို့မတို့နဲ့တူတူဒါညီမတို့အများနဲ့ဒီနားမှာရှိနေပါတယ်လို့ပြောချင်ပါတယ် အခြားတစ်ခါလူကန်ထွက်တယ်ဒါဒီနေ့လူကန်ထွက်ရခြင်းအကြောင်းအရာကြတော့ဒါညီမတို့နေပြီးတော့ဒါပြင်မနာပျော်ဖွယ်ရနေပြန်လာပြီးရဲ့နောက်မှာဒါအင်းလေးမှာပေါ့နော်ပြန်တဲ့ထူထောင်ကြီးမှာထူရမ်းမှုတော့ကိုလူခံရခြင်းဖြစ်ပါတယ်တဘာဝဘေးရနေပေါ့နော်ကကြီးသုံးပါဆိုတာကဒါဘယ်သူမဆိုပါသွားနိုင်နေဒါဒါသူတို့မိသားစုဝင်တွေပါသွားလို့ပေါ့နော်ကိုမိသားစုဝင်ပါသွားမှာမဟုတ်ဘူးဆိုမဲ့လည်းဒါညီမတို့အနေနဲ့ကဒါကိုနဲ့မဆိုင်တယ်လို့မျိုးအေးအေးဆေးဆေးနေလို့မရအောင်လေနော်ဒါကိုမိသားစုဝင် ဩငါမိသားသူတို့နေရာမှာဒါငါမိသားစုဝင်တာဖြစ်ခဲ့ရင်ဆိုရင်ရောဆိုရဲစိတ်နဲ့ ဒါညီမတို့ထပ်တူထမားဒါညီမတို့ခံစားပြီးခဲ့ပါတယ်ရှင်အော်အဘိဓကလေးပြောပေးခဲ့တယ်။ဒါညီမတို့လည်းညီမတို့တက်နိုင်တဲ့အချိန်မှာတက်နိုင်သလောက်လှူဒန်းထားတာဆိုတော့လေအိမ်ပြိုသွားတဲ့သူတွေရှိရဲဒါဟိုမှာဖုန်းကြီးကြောင့်နေဖျားတွေရာစားပေါ့နော်ဖျားကြီးရောရာစားပြိုကျသွားတာမျိုးတွေရှိရဲဒါအနည်းဆုံးတော့ပေါ့နော်ဒါညီမတို့ကအားလုံးနဲ့မှာဆိုလို့ရှင်ဟိုအဆင်ပြေပြေနဲ့နေနိုင်သေးတဲ့အတွက်ကြောင့်မို့လို့ဒါညီမတို့ကကန့်ကောက်နေရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒါမရှိရဲသူတွေဆုံးရှုံးသွားတဲ့သူတွေကိုညီမတို့နေနဲ့ဒါဖိမပေးရမှာညီမတို့ရဲ့ထုံးစံမှာ ါပဲဟုတ်အင်းလေးမှာကြတော့ညီမတို့အစားအသောက်တို့ဆေးဝါးပစ္စည်းပေါ့နော် စေဝါပစ္စည်းဆိုတာထဲညီမတို့ဒါတို့လိုအပ်တယ်တို့ရဲ့ပြန်နေထူထောင်ရေးအတွက်တို့အိမ်ပြန်ဆောက်ဖို့အတွက်ပေါ့နော်အကောင်လုံးလေးပုံမှာအိမ်နေရတာဒါအားလုံးလည်းညင်တွေ့မှာပါအဲ့အတွက်ကိုညာညီမတို့အနေနဲ့ငွေအားပေါ့နော်အဓိကအခြားပစ္စည်းမပါဘူးငွေကြီးပဲသွားလုံမှာပါရှင်ဒီပြော့ဝဲမှာဆိုလို့ရှိရင်ငလင်ထန်ကြောင့်ရေချောင်းကြီးရှာသွားတာရှိရေပေါ့နော်အဲ့တော့ကြောင့်မလို့ဒါရေပေါ့နော်အလုံးလောက်တည်သွားကြပါဒါတို့ကိုယ်တိုင်လည်းရေအဆင်မပြေရဲအချိန်နေဆိုတော့လေဒီလုံလောက်တည်သွားကြပါဒီအစားအသောက်ပေါ့နော်ညီမဆိုလို့ရှိရင်ဒါပြန်လာတော့ ဒါဝမ်းပြက်ပြီးပြန်လာတာမျိုးရှိရင်ညီမတို့တစ်ဖွဲ့လုံးပေါ့နော်အဲ့တော့အစားအသောက်လေးကိုယ်ဝင်ကနေအဲ့လိုမျိုးအချောက်ချမ်းလေးပဲဖြစ်ဖြစ်ဒါထည့်ပြီးတော့ယူသွားကြပါအဓိကခြင်သေးပေါ့နော်ခြင်သေးအဲ့လေစောင်းသွားကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကိုကိုရိုင်းကဒီတဘာဝဘေးရနေဖြစ်တဲ့အချိန်မှာအိမ်မှာပဲဆိုတော့လေဒါအားလုံးသိကြတဲ့အတိုင်းညီမရန်ကုန်မြို့ဆိုလို့ရှိရင်မန္တလေးတို့ပါလို့လောက်အချိန်ကြီးမစိုးတိတ်မလှုပ်ဘူးပေါ့နော်ဒါပေမဲ့ line မမှာတက်လာကြတယ်မန္တလေးဘက်မှာပေါ့နော်မန္တလေးကိုသခိုင်းတို့လိုမျိုးအခြားမြို့နယ်တွေမှာ လူမျိုးတွေမိသားစုတွေပျက်စီးဆုံးရှုံးရတယ်အိုးအိမ်တွေပျက်စီးရတယ်ဆိုတာကြားတော့ဒါအားလုံးနဲ့အတူထပ်ထပ်များဝမ်းနေရပါတယ်ရှင်အဲ့တော့ကြောင့်မယ်ညီမတို့ဒါလူငယ်တွေပေါ့နော်လူငယ်တွေဆိုတာဒါညီမတို့ဒီအနုပညာအတိုင်းဝမ်းရလူတွေရတာနင်းစူပေါင်းပြီးတော့ သူတို့အတွက်ကိုအလူခံပေးပြီးရှေ့ရနေပြီးတော့ထွက်ပေးမှဒါသူတို့အနေနဲ့လည်းပေါ့နော်အဆင်ပြေပြေပြည့်ပြည့်စုံဒီပုံမှန်သူတွေအလူခံနေဆိုတာဒါညီမတို့ကိုယ်တိုင်အလူခံနေဆိုတာပုံပြီးထရောက်တဲ့အတွက်ကြောင့်မလို့ဒါညီမတို့တကယ်ချင်းနေနဲ့စူပါမင်းလူခံခြင်းဖြစ်ပါတယ်ရှင်ဟုတ်အဓိကတော့ဒါမိပြီးသားရေဆုံးသွားရဲ့ကလေးဆိုလို့ရှိရင်လည်းအဖိုးဘွားရဲ့ဇနီးရဲ့အတွက်ကြောင့်မဘာမှဖြစ်ဘူးပေါ့နော်တို့မှလည်းအနာကက်ဆိုတာရှိသေးတဲ့အတွက်ကြောင့်မလို့ဒါတို့ရောပညာတတ်ကြီးဖြစ်ဖို့ဖိုးဘွားရဲ့ဆိုလည်းကျမ်းမာရေးကိုစိုက်ဖို့ ဲ့လောက်ပဲစိတ်ခွန်အားပေးဖြစ်ပါရဲ့ရှင်ဟုတ်ကျန်တာကတော့ဒါညီမတို့အစားတောက်တင်နဲ့ရောငွေအားနဲ့ရောလှူဒန်းထားတဲ့အတွက်ကြောင့်မျိုးပေါ့နော်ဒါအခြားဖွဲ့တွေလည်းသွားအောင်မယ်လို့ပြောပါရဲ့ရှင်ဟုတ်အင်းလေးကိုတော့နောက်၄-၅ရက်လောက်နေတော့သွားဖို့ဆုံးဖြတ်ထားပါရဲ့ရှင်ဒါညီမတို့ဒီအလှခံတဲ့ပတ်စံပြည့်ရင်ပြည့်တဲ့လောက်ပေါ့နော်ဟုတ်ပထမတစ်ခေါက်သွားတော့ညီမတို့ငွေချေးပဲ120ယူရတယ်ပေါ့နော်အပြန်ကြတော့ညီမတို့20နဲ့30ပြန်ပို့လာတယ်ဒါကိုလည်းအင်းလေးမှသွားလှူဒန်းတဲ့အခါမှာအဲ20 30ကိုထည့်သုံးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ် ဒါအင်းလေးဒေသမှာရှိရသူတွေပေါ့နော်ညီမတို့ဒီ၄၅ရက်အတွင်းအများဆုံးရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုစိတ်ကြမကြပါနဲ့ဒါပေါ့နော်ညီမတို့နဲ့အကိုတို့မတို့နဲ့တူတူဒါညီမတို့အများဒီနားမှာရှိနေပါတယ်လို့ပြောချင်ပါတယ်